မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ဘဝမှာအကြောင်းမျိုးမျိုးကြောင့်အလုပ်တွေအမျိုးမျိုးလုပ်ကြရတယ်ဒီလိုလုပ်ကြရတဲ့အခါအဆင်ပြေတဲ့အခါတွေလည်းရှိတယ်အဆင်မပြေစိတ်မချမ်းသာစရာတွေဖြစ်ရတဲ့အခါတွေလည်းရှိတယ်ကျွန်တော်တို့တွေအလုပ်တစ်ခုကိုလုပ်တဲ့အခါဒါမှမဟုတ်အလုပ်တစ်ခုကိုလုပ်ပြီးတဲ့အခါအဆင်ပြေမှုအဆင်မပြေမှုစိတ်ချမ်းသာမှုစိတ်မချမ်းသာမှုဆိုပြီးနှမျိုးနှစားတွေးရှိကြရမယ် ဒီနှစ်မျိုးထဲမှာလူတိုင်းကတော့ကိုလုတ်တဲ့အလုပ်ကိုအဆင်ပြေစေချင်ကြတယ်စိတ်ချမ်းသာချင်ကြတာကြီးပါပဲဒါပေမဲ့လို့ကျွန်တော်တို့ဖြစ်ချင်တယ်လို့ဖြစ်မလာတာတွေကများတယ်ဒီလိုဖြစ်ရတာတွေဟာဘာကြောင့်လဲဆိုရင်ကိုလုတ်ရမယ့်အလုပ်ကိုမလုတ်ခင်ကလေးကကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားစိတ်ချမ်းသာမှုကိုပေးမဲ့အလုပ်လားစိတ်ဆင်းရဲမှုကိုပေးမဲ့အလုပ်လားဆိုပြီးတော့တည်တည်ချာချာမစင်စားမစမ်းစစ်ပဲလုပ်ကြလို့ပါပဲတနည်းအားဖြင့်ပြောရရင်အဆင်ပြေမယ်ထင်လို့လုပ်လိုက်ကြလို့ပါပဲဒီနေရာမှာအလုပ်တွေနဲ့ပတ်သက်လို့နည်းနည်းပြောပြချင်ပါတယ် လူတွေကပြောတတ်ကြတယ်သူကဖြင့်ဘာအလုပ်လုပ်တယ်ငါကတော့ဘာအလုပ်လုပ်တယ်ဆိုပြီးလူတယောက်အလုပ်တစ်မျိုးစီပေါ့အဲ့ဒီလူတယောက်တစ်မျိုးမယိုးနိုင်တဲ့အလုပ်တွေနာမည်မျိုးမျိုးရှိနေပါစေလူရင်းကတော့အလုပ်၃မျိုးပဲရှိတယ်ဆိုတာကိုပထမဆုံးသိထားဖို့လိုပါတယ် သုံးမျိုးကဘာတွေလဲဆိုရင်စိတ်နဲ့တွေးတောကြံစီတဲ့မနောကံအလုံနောက်တစ်ခုကနှုတ်နဲ့ပြောဆိုတဲ့ဝစီကံအလုံနောက်ပြီးတော့ကိုယ်ထိလက်ရောက်ခန္ဓာကိုယ်နဲ့ပြုလို့ရတဲ့ကာယကံအလုံဆိုပြီးဒီလိုသုံးမျိုးရှိပါတယ်ဒီသုံးမျိုးကိုတခါအကောင်းအဆိုးနှစ်မျိုးနဲ့ထပ်ခွဲလိုက်ရင်နေ့တိုင်းကျွန်တော်တို့လုပ်နေကြတဲ့အလုပ်တွေဟာနှစ်မျိုးပဲရှိပါတော့တယ်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ပေါ်ပြလိုရင်းပြောရရင်ကျွန်တော်တို့တွေနေ့တိုင်းဒီအလုပ်နှစ်မျိုးကိုပဲလုပ်နေကြရတာပါဒီအလုပ်နှစ်မျိုးကြောင့်ပဲစိတ်ချမ်းသာမှုစိတ်ဆင်းရဲမှုဆိုတာဖြစ်ကြရတာပါဒီလောက်ဆိုမိတ်ဆွေတို့ အလုတ်နဲ့ပတ်သက်လို့သဘောပေါက်ကြမယ်ထင်ပါတယ်။ဒီတော့ကျွန်တော်တို့တွေကိုလုတ်လိုက်တဲ့အလုတ်ကြောင့်နောက်တရစိတ်ပူပန်မှုမဖြစ်ရလေအောင်ကိုလုတ်ရမယ့်အလုတ်တွေကိုမလုတ်ခင်ကပင်တိတိကျကျစမ်းစစ်ဖို့လိုတာပေါ့ဒီအချက်ကတော်တော်အရေးကြီးပါတယ်။ ဘလို့စမ်းစစ်ကြမလဲဆိုရင်အခုကျွန်တော် ပြောပြမယ့်အတိုင်းသာစမ်းစစ်ကြည့်လိုက်ပါကိုလှုပ်ချင်တဲ့အလုပ်တစ်ခုဟာမလှုပ်ခင်ကပင်ရင်တမမနဲ့စိုးရိမ်စိတ်ဖြစ်နေရတယ်လှုပ်လိုက်ရင်ဖြစ်ပါမလားဆိုတဲ့အတွေးမျိုးလှုပ်ပြီးသွားတဲ့အခါမှာလည်းပဲငါလုံးမိတာမှသွားပြီးလုံးမိလေချင်းဆိုပြီးပြန်တွေးမိတိုင်းစိတ်ပူပန်သောကရောက်နောင်တရနေရမယ့်အလုပ်မျိုးဆိုရင်ဝေးဝေးကသာရှောင်လိုက်ပါတကယ်လို့ဒီလိုအလုပ်မျိုးကိုလုံးမိရင်တင်ဘဝမှာ စီးစိတ်ဥစ္စာအပြည့်အဆောင်ရှောက်ပြည့်နဲ့နေရစေဦးတော့ဘဝလုံးကျုံမှုစိတ်ချမ်းသာမှုကိုဘယ်တော့အခါမှရနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ဒီလိုအလုပ်မျိုးကိုဖြစ်နိုင်သမျှသတိထားရှောင်ရှားဖို့လိုပါတယ်နောက်အလုပ်တစ်မျိုးကတော့မိษွေတို့အနေနဲ့မလုပ်ခင်ကလည်းရင်တမမနဲ့စိုးရိမ်စိတ်ဖြစ်နေစရာမလိုသလိုလုပ်ပြီးသွားတဲ့အခါမှာလည်းငါလုံးမိတာမှားလိချင်းဆိုပြီးတော့ဘယ်တော့မှစိတ်တော့ကရောက်နောက်တရနေစရာမလိုပဲပြန်တွေးမိတိုင်းစိတ်ကျနေရတယ်ဂုံယူနေရတယ်ဆိုတဲ့အလုပ်မျိုးပါပဲဒီလိုအလုပ်မျိုးဆိုရင် ရဲရဲတာလှုပ်လိုက်ပါဘာလို့လဲဆိုရင်တင့်ဘဝမှာဒီလိုအလုပ်ကြောင့်ဘယ်တော့မှဒုက္ခရောက်မှာမဟုတ်လို့ပါပဲမိษွေတို့ဘဝမှာအလုပ်တစ်ခုကိုမလုပ်ခင်ကပင်ဒီလိုသာခွဲခြားဆန်းစစ်ပြီးလုပ်မယ်ဆိုရင်ကိုလုပ်တဲ့အလုပ်ကြောင့်စိတ်မချမ်းသာစရာနောင်တရစရာဆိုတာဘယ်တော့အခါမှရှိလာမှာမဟုတ်တော့ပါဘူးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာဘေးရန်ကင်းကွာကြပါစေ